အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာကြီးဝင်းဦးရေးသားခဲ့တဲ့စာကလေးတစ်စောင်ဆိုတဲ့ဝတ္ထုတုပ်ကလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲခံစားနာဆင်ပြီးကြပါအောင်ရှင်စာကလေးတစောင်းတငယ်ချင်းဝင်းဦးတရင်ကျုပ်ပွဲတော်ရဲ့တညာကပန်းစိုရန်ကန္တာစိမ့်ပါမိနဲ့ကတွေ့ဆုံခဲ့ပြီးကြတဲ့နောက် ဒီစာကိုငါရေးချင်တဲ့စိတ်ပေါက်ခဲ့တာပဲပြီးတော့မင်းပြောတဲ့စကားတခုကိုလည်းငါကောင်းထဲမှာအခုထက်ထိတမှုဆွဲနှက်တယ်လို့ဆွဲဆွဲမြဲမြဲခင်အောင်နေတော့ကို့အကြောင်းမကောင်းခဲ့တာကိုမင်းလိုစားရေးစရာတယောက်စီရေးပါတော့မယ်လို့စိတ်သွားရလက်ပါမိတော့တာပါပဲကွာမင်းကတော့စကားတခုပြောပြီးမိမိပျောက်ပျောက်ထားတတ်တဲ့သူမို့ဦးတနည်းကကန္နာစိတ်ကဗန္နာပင်ကလေးအောက်မှာရှောင်းတခင်ပြောခဲ့တဲ့မင်းရဲ့စကားလာလာကလေးကို ပြန်မှတ်မိခြင်းမှာမှတ်မိတော့မယ်။ဗါရဲလူတဦးတယောက်ကို သူ့အကြောင်းအတွင်းကြကြမသိပဲနဲ့ကိုပါသာကိုဆုံးဖြတ်ချက်ချတတ်တာဟာသူတက်တမစိတ်မျိုးပါပဲ။တပါးသူကိုမိမိရဲ့ဆွဆွဲမှုကြောင့်ရှင်ရက်နဲ့သိစေတယ်လို့အချိန်တန်လို့အမြင်မှန်ရလာတဲ့အခါမှာလဲမိမိကိုယ်တိုင်နောင်တကြောင့်ရှင်ရက်နဲ့သိကြရတတ်တယ်တဲ့။ဟုတ်ပလားဝင်းဦး။မှတ်မိပလား။ လင်းစကားဟာယုတ်တရတော်ဝေးလေချောင်းပတ်ကတိကသက်ကြီးလို့ထင်စီရရှိတယ်။ပဝင်းကျင်လိုင်းတပိုးတံမခံနိုင်လို့ငိုကြွေးခြင်းလို့လဲတယူတန်သမားတွေအတွက်ထင်စီရအကြောင်းရှိတယ်။မင်းဘဝကငါသိပါတယ်ဝင်ဦး။မင်းရဲ့အတွင်းစိတ်ကိုလည်းငါသိရပဲ။မင်းဟာပဝင်းကျင်ကိုကြောက်တတ်တဲ့ကောင်စားမျိုးမဟုတ်ပါဘူး။လက်ညှိုးထိုးခံရမှာကိုလည်းကြောက်တဲ့ကောင်စားမျိုးမဟုတ်ပါဘူး။ကိုလှုပ်ချင်ရလှုပ်နေရရင်တလောကလုံးကမင်းကိုပြစ်တင်ကဲ့ရဲ့ပြောကြပါစေရော ပြုံးပြုံးနေတတ်တဲ့ကောင်ဆိုတာငါသိပါတယ်။မင်းအဲ့ဒါလိုနေတတ်လွန်းလို့လဲမင်းနဲ့ငါစစ်ထင်းမှာအတူတူနေကြတော့ကဘဝကိုရည်စည်းကြောင်းတိုင်းတခါတလေမျောလိုက်ရတယ်လို့ငါမကြမကြဆုံးမခဲ့တာကိုမင်းမှတ်မိမှာပေါ့။အေးလေလူတအုပ်နဲ့တအုပ်ဇေယချင်းတူနိုင်တာမှမဟုတ်ပဲ။တဇုထိုးသမားမင်းကငါဘယ်တော့မှတရားချလို့ရမှာမဟုတ်ပါဘူး။အေးမင်းကတော့တဇုထိုးသမားငါကတော့မင်းတည့်ရဲ့အတိုင်းအရာရာမှာဇေယချရပြီ။ တီတီကြကြစီးစနစ်ကောင်းကောင်းနဲ့နေလာခဲ့တဲ့လူဘဝမှာငါလူကျင်တာကတော်တဲ့ချင်းမှန်ကန်ချင်းသစ္စာရှိချင်းတမာတမတ်ဖြစ်ချင်းတရားမြတ်တာချင်းအိုးဆုံးလို့ပေါ့ကွာလောကနီတီတွေကကောင်းသမျှအကုန်ဖြစ်ရမယ်ဆိုပြီးပညာရှိကြီးများဆုံးမကြသမျှမဖြစ်ဖြစ်အောင်လိုက်နာကျင့်သုံးဖို့ရည်တန်ထားတဲ့လူအေးအဲ့ဒါလို့စီနဲ့ရည်လို့ကြွားချတဲ့မင်းနဲ့ငါနှစ်ယောက်ညီကိုအရင်လိုလဲခင်ခဲ့ကြတာလဲအတော်ဆန်းသား တနည်းအားဖြင့်တော့ငြိမ်းချမ်းစွာအတူနေထိုင်ကြဖို့ဆိုပါတော့ကွာမင်းကြိုက်တာကိုငါမကန့်ကွက်ငါကြိုက်တာကိုလည်းမင်းကမကန့်ကွက်ပဲကိုစီရိုက်နဲ့ကိုနေနိုင်ခဲ့ကြတာလို့ပဲကိုဒါကြောင့်မို့လဲမင်းကစစ်ထဲကထွက်တာကိုလည်းငါကဘာမှမပြောမထင်ပဲဘုံတိုင်းနဲ့စာရေးစရာလုပ်တော့လဲငါဘာမှမဝေဖန်ပဲနေခဲ့တာပေါ့ဒီနောက်တော့မင်းနဲ့ငါအဆက်ပြတ်သွားခဲ့ကြတယ်လေဟောအကြာကြီးကြာပါပြီးခဲ့တဲ့သတင်းကျလာပြီညကတခါပြန်ဆောင်ကြရတယ် တကူရဲသမားမင်းကိုတကူရဲပဲငါတွေးရတယ်။လူတွေကိုကျွန်တော်ရှောင်ကျင်တယ်။သူတို့ကိုမုန်းလို့လည်းမဟုတ်ဘူး။လူဟာလူကိုမုန်းစရာမရှိပါဘူး။ကျွန်တော်ဟာစိတ်ကူးသမားတယောက်မဟုတ်လား။အာရင်ဝိထုအကြောင်းကလေးတွေဖြစ်ဖြစ်စိတ်ကူးနေခြင်းနဲ့မဟုတ်လား။ဒါကြောင့်မလို့လူတွေနဲ့ဝေးရအောင်ထွက်ပြေးနေတတ်တာပါလို့မင်းကပြောတယ်။မင်းအသက်ကြီးလာပြီပဲဝင်ဦး။ပြီးတော့မင်းကငါ့ကို နေပေါင်းကိုမျက်နိုင်ကြီးခမရကကျွန်တော်လူကြိုက်မဲ့သူမရှိရဲ့လူမျိုးကြီးပဲလားလို့ မေးတယ်။တို့တို့ဒီစစ်ထဲတုန်းကချိန်ပါအဖွဲဖွဲထားခဲ့တာကိုငါမှတွေးပြီးဖြုံးခဲ့ရတယ်။မင်းတို့ကတော့ချိန်လိုက်တဲ့မျိုးသမီးတွေမှန်သမျှသူများနောက်ပါပါသွားလုံးလို့လေကွာ။ငါကဒါပေါ့ကွာကမ္ဘာပီရုံဆိုတော့အထန်ကြီးကြီးကြံပေါ့လို့ပြောခဲ့တယ်လေ။ထူးထူးဆန်းဆန်းမင်းကဒီအကြောင်းနဲ့ပတ်သက်လို့ရှီမဆက်တော့ပဲငြိမ်သွားခဲ့တာငါတတိထားလိုက်မိတယ်။အစိမ့်ထဲကတော့ ဒီကောင်ကြီးချစ်ဝေဒနာခံစားနေရပြန်ပါလားလို့ဇဝေဇဝါဖြစ်လိုက်သေးတယ်။ဒါပေမဲ့မင်းယုတ်ကြည့်ရတော့လေလန်းလန်းဆန်းဆန်းပဲမို့မဟုတ်တဲ့အတွေ့ကလေးကိုဖျောက်ပြစ်လိုက်ရတယ်။ပြီးတော့တခါမင်းကဟိုမှာကြည်စမ်းကိုမျက်နှာငနေကလေးတရားတရားလျံပေါ်မှာထိုင်နေရအကြကြီးပဲ။သပင်ကလေးစုံသွားနေပုံမှန်ကလည်းမှိုက်တိမှိုက်တိုင်းရေ။ရေထဲခုံချတည်မလို့လားလို့ထင်ရတယ်။အဲခမရအနေနဲ့ဘလို့ယူဆတယ်လဲ။လို့ကြီးစရာဖြတ်ပြောလိုက်တယ်။ ။ငါလည်းမင်းညုံပြရာကိုကြည့်လိုက်ပြီ။ကြမ်းကြမ်းဖန်ဖန်ကွာလူပုံပန်းကိုကြည့်ပြီးသူ့မှာဘာဖြစ်နေရဲဆိုတာကိုဘယ်သိနိုင်မလဲ။သူ့မှာဘလို့စိမ်မျိုးရှိတယ်ဆိုတာကိုမသိဘဲနဲ့လေ။ငါက "तू ဘာလုပ်တော်မယ်ဆိုတာကိုပြောလို့ရမလဲ"လို့ပြောလိုက်မိရဲ့။မင်းကငါစကားကြောင့်ငါ့ကိုတော်တော်အံ့ဩသွားပုံရတယ်။အဲ့ဒီတော့ဆိုရင်ငါကဟိုကောင်လေးပုံကြည့်ပြီးအလကားကလေးပါကွာလမ်းတည်းရဲ့ကလေးနဲ့တူပါရဲ့လို့ပြောလိုက်မိပါပဲ။ အဲအဲ့ဒါလို့ပြောလို့ရှိတာကိုလည်းမင်းသိရလေလူတရားမှာ85ယောက်လောက်ကတော့ဒီလိုပဲတစ်ဖက်သားကိုလွယ်လွယ်ကူကူဆုံးဖြတ်ချရတာပဲမဟုတ်လားဟာခုတော့ငါဒီလိုမဟုတ်တော့ဝင်ဒီလိုလဲလူတစ်ဖက်သားကိုလျှက်တစ်ပြက်အတွင်းမှာမကဲရဝန်းတော့ထင်မသေးဝန်းတော့ကိုတွေ့ကြုံခဲ့ပြီးကောဝင်ဦးလေကိုတွေ့ကြုံခဲ့ပြီးကောအဲကြောင့်မင်းကတော့ကိုမျက်နိုင်ကြီးအရင်နဲ့မတူတော့အေးလေဗျာဘယ်ရာမျိုးမစူတသက်မှတ်အထည်တီးတန်းနေရမှာမရှိပဲ ပြောင်းလဲတာကလည်းရှိမှာပေါ့လို့တန်ဝေကတန်နဲ့ပြောခဲ့သေးရဲ့လေဒါတွေပဲလားဆိုတော့မဟုတ်သေးပါဘူးလို့ပွဲတဲ့ကလူပြက်တီပြောသလိုဖြစ်နေပါရဲ့ကွာအိုနေရမင်းရဲ့အမှုအရာအနေကြီးကိုကဲခါရတော့မင်းလဲဘဝဆိုတာဒီလိုပါလားလို့မြင်လာတဲ့အရေးအယောင်တွေတွေးရတယ်။ငါပြောတာမဟုတ်ရင်လည်းငါ့ကိုခွင့်လွှတ်ပါ။မင်းအမတ်မထင်ပြောလိုက်တဲ့စကားကြောင့်ဒီစာကိုရေးတာ။ဘာလို့လို့နဲ့မင်းနဲ့ကဟိမဝန္တာချီးမွမ်းခံဖွင့်တယ်လို့ဖြစ်နေပြီ။အဲမင်းစီယာကပြန်ခဲ့ပြီးတော့ ငါနေရက်တက်ကိုအခါပြီးရဲ့နေမှာပဲရောက်ခဲ့တယ်။ရောက်တော့ငါဟာတမျိုးတစ်ပုံပြောင်းလဲပြန်ပြီလို့တွေ့ရပြန်တယ်။မင်းကတော့အတော်နားရှုံမှာပဲဝင်ဦး။ငါကတော့မင်းလိုစားရေးစရာမဟုတ်တော့ကပောက်တီကပောက်ချဖြစ်မှာပဲ။တီးခံပြီးသားကြီးရှုဖတ်ပါတော့တငင်းချင်းရ။ဒါနဲ့တချို့လူတွေကမင်းစားရေးကိုကူကူတီးပြီးဇက်လိုက်နေရာမှာထားပြီးဇက်အိမ်ဖွဲ့တယ်လို့ပြောတယ်။ရှင်းရှင်းပြောရင်တဲပြီးကိုကူကူဂုံဖော်တယ်ပေါ့ကွာ။ထားပါတော့မင်းကပဲဟုတ်တီထောင်းတော့ ဒီတစ်ပတ်တော့မင်းဇက်လိုက်မဖြစ်ပါနဲ့ဩငါ့ကိုဇက်လိုက်ထားပြီးမင်းရေးပေးဦးတကယ်ပြောတာပါကွာတခုတော့ရှိရဲ့မင်းရေးနေကြလို့အသေးခွဲတန်နေရတဲ့ကဇက်လိုက်မိတာတော့မဟုတ်ဘူးတကယ်ချင်းညနိုင်ဆိုတဲ့ဇက်လိုက်မျိုးစားဘယ်အဆင့်တန်းမှာပါရည်ဆိုတာကိုတော့မင်းမဲဆုံးဖြတ်ပေါ့ကွာဒီလိုတကယ်ချင်းဒီလိုမင်းတို့ငါတို့နေခဲ့တဲ့တရင်ပါငါခုတည်းမြဲနေကြတယ်ဆိုတော့မင်းသိမှာပေါ့မင်းနဲ့ကွဲသွားတာ6နှစ်လောက်ရှိလိမ့်မယ်ထင်တယ်ငါအခုတက်မှာ လူပြုံများနေတဲ့ရိတ်သားမှမနေပဲအိမ်တော်တဲ့တန်းလျားကအခန်းမှာနေတယ်။ဒီလိုဆိုတော့မင်းကအဟောနို့မင်းမမရသေးဘူးလဲပြောသေးရဲ့ဘယ်နာလဲလို့အေးချင်မှာပဲမဟုတ်လား။အေးဒါကြောင့်လေငါကမင်းကိုမေးချင်အောင်သိချင်အောင်အပြိုးကလေးတွေအချီးကလေးတွေနဲ့ရေးရတာပဲဝင်းဝဲ။တက်မှာငါအသက်ဘေးနဲ့ကင်းဝေးတဲ့ဌာနမှာအမှုထမ်းနေတယ်ဆိုရင်မင်းအံ့ဩအောင်ပါပဲ။ငါလောက်တိုက်ချင်းခိုက်ချင်းစွန့်စားချင်းနေသူမရှိဘူးဆိုတာမင်းသိလေတော့ ငြိမ်းစားနေရတဲ့နေရာမှာငါဘတော်မှမနေဘူးဆိုတာကိုမင်းသိနေရောငါဘလို့ဖြစ်နေတယ်လို့မင်းစိတ်ဝင်စားတဲ့စိတ်ဝင်စားလာတော့မှပဲဆိုတာငါသိပြီးသားပါမိကငါ့ကိုနွားရှိထုံကျူးတဲ့ကောင် စာရေးဆရာကိုဏီတန်းနေပါရင်နဲ့အစာချက်ပြောတတ်တဲ့ကောင်လို့ထင်ပါကိုတော့ငါဆိုးသားအမှန်တော့ငါမှပြောကျင်စရာကြီးများလို့လို့ဘယ်ကစရမလဲဘယ်ဟာကိုဦးစားပေးရမလဲမသိဖြစ်နေလို့ပါကွာတီးခံပါပါမင်းငါတို့တက်ကပြောင်းသွားပြီးရဲ့နော် မင်းနေရာကိုတက်ကြအသေးရောက်လာတယ်။လူငယ်လူရွယ်တန်တန်မမဖြစ်ဖြစ်လက်လက်လည်းဖြစ်ကြမ်းကြမ်းခန်းခန်းရီရီမုံမုံလည်းဖြစ်တော့ငါ့ဖို့အားကိုးရလက်ယုံကောင်းရပြီလို့ငါထင်ခဲ့တယ်။ဒါပေမဲ့ငါ့အချင်းဟာပါစင်အောင်လွဲတယ်တနေ့ချင်းရဲ့။ထွေးကူဟာအဲအဲအဲသူသူ့နာမည်ကထွေးကူလို့ခေါ်တယ်။ထွေးကူဟာခိုင်းတဲ့တောင်ဝင်ကိုချီချီပြုံပြုံတော့လှုပ်ပါတယ်။စီကန်းလည်းရှိတာ။သူမှလူပြူလူရွယ်ဆိုပေမဲ့တောက်တောက်စားစားဟော့ဟော့ရန်ရန်လည်းမရှိဘူး။ အချင်းစာရိတ်ထာယူရွေးတာရဲ့လို့မတွေ့ရတဲ့လောက်ပဲ။ပေါင်းသေးရဲဘော်ရဲဘက်များလည်းမတိမပြုတ်မရှိဘူး။ဒါပေမဲ့တကယ်ချင်းရဲ့မင်းလည်းငါစိတ်တက်ကိုအတိသားမဟုတ်လား။ငါဟာတချက်ကြီးရာလူကိုစစ်တိုက်လို့ရလာတာ။တိုက်ပွဲကိုရဲရဲဝုန်းဝုန်းထွက်ပြီးရွေးရွချွန်ချွန်လုပ်လို့ရလာတာ။စစ်မတိုက်တဲ့စစ်သားကိုငါအထင်မကြီးနိုင်ဘူး။အဲ့ဒီတော့ထွေးကိုလည်းငါအထင်မကြီးနိုင်ဘူး။ဒီလောက်နဲ့ဆိုတော်သေးရဲ့ငါလေးလာရတဲ့လောက်ထွေးကိုဟာတိုက်ပွဲခိုက်ပွဲထပ်ဖို့တောင်းဝင်ကြလာတိုင်းအလိမ္မာနဲ့ရှောင်ပြေးနေတာကြီးတွေ့ရတယ်။ ဲ့ဒီမှာတွေငါသူ့ကိုအလုံးအမင်းယူရှာသွားတော့တာပဲငါတက်စုမှလည်းသူ့ကိုမထားချင်တာနဲ့အထက်ရာစီကိုပြောပြရပြီးတခြားတက်စုကိုပြောင်းခိုင်းလိုက်တယ်သူစံတာကထွေးကိုကငါသူ့ကိုထင်သေးမှန်းသိတယ်ယူရှာမှန်းလည်းသိတယ်ဒါပေမဲ့ငါ့ကိုတော့သူခင်ရှာတယ်ယူလဲယူသေးတယ်ငါ့ကိုဖျားလို့ကိုးကွယ်တယ်ဆိုပါတော့ကွာငါမှအတွန်းအံ့ဩရတယ်ဒါပေမဲ့ငါသူ့ကိုသဘောမချနိုင်တာကတော့ရော့မသွားခဲ့ဘူးဝင်း ငါသူ့ကိုအချိန်မှမကြည့်ပဲကိုကွာဒီမှာဝေးဘူးငါဝိတုရေးတတ်တဲ့သူမဟုတ်ဘူးနော်ငါဖိုးပွန်းတွေနဲ့လည်းမရေးတတ်ဘူးမဲလက်ထဲရောက်မှဖွင့်နယ်ရေးပြီးတော့ငါကတော့တကယ်ဖြစ်ခဲ့တဲ့အကြောင်းလေးကိုဇဲဆက်တယ်လို့ရေးသွားပြောသွားမှာဖိကူကငါလက်အောင်မှမဟုတ်ပဲတခြားတဆူမှမဟုတ်ငါနဲ့ဟာအလုံးချင်းတိုက်ရိုက်မလို့ရတော့ငါလည်းတိတ်ပြီးစိတ်မညစ်ရတော့ဘူးပေါ့စိတ်ညစ်ရရင်ဆိုတာဒီလိုပါ ငါကတိုက်ပွဲထွက်ခိုင်းမယ်သူကဟိုးရမဲရှာဒီရမဲရှာလုံးပြီးနောက်ချန်နေရမယ်ငါဒေါ်ပွားမိမယ်ပြောမိဆိုမိမယ်ကြာတော့ငါပဲစိတ်ညံမှာမလို့ပါဒါပေမဲ့ဝင်းဦးမပတ်သက်ချင်မှဆက်ဆက်လာရတဲ့တည်းမတွေ့ချင်မှမြင်တွေ့နေရတယ်ဆိုသလိုပဲတနေ့တော့ထွေးကုန်နေကစုံကြည့်ဖို့ဖြစ်လာတော့တယ်အဖြစ်ကတော့မဆက်ပါဘူးကွာသူ့တက်စုက တက်ချက်ကြီးဦးတက်ပေါက်လို့ဆိုပြီးဈေးုံတက်ရတယ်အဲ့ဒီတော့ငါကသူ့တက်စုကရောပြီးကင်ရတော့တယ်ထွေးကိုကလည်းငါလက်အောင်ကြံရောက်ပြန်တော့တယ် ။ဘာကထွေးကိုကိုထန်ထန်ဆက်ဆံပြီးမယ်။ထွေးကိုကတော့ငါ့ကိုမှန်မှန်ပါပဲ။သူ့တလေတိုင်းယူယူတီးတီးလေးလေးစားစားဆက်ဆံနေ။တခြားရဲဘော်တွေကတော့ငါထွေးကိုကိုမလူလားခါးသီးနေအောင်စိတ်မကောင်းဖြစ်ကြသေးတယ်။ဒါပေမဲ့ငါကတော့ငါ့မူနေငါဆိုတော့စစ်မတိုင်ရဲတဲ့ထွေးကိုကိုညက်နတာမပေးချင်ဘူးပေါ့ကွာ။တူတူပဲပြောကြပါလို့ရဲ့။အဲ့ဒါလို့တဆုနှစ်ဆုလုံးကိုခွာကင်နေရတဲ့အခါမှာမယိုးမတောင်းကတောင်းကျမ်းသူတွေကိုရှင်းဖို့တောင်းဝင်ရမပြောလိမ့်မဲ့ကြားရောက်လာတော့တယ် တို့တွေတွေလည်းထုံးစံတိုင်းခရီးထွက်ဖို့ပြင်ဆင်ရတာပေါ့ကွာငါလည်းလူစားမရပဲဖြစ်နေတော့အလုံးနှစ်ချတိုးပြီးချင်းချင်းကိုလဲနေတော့ ਆ ပေါ့ဆရာကြီးကိုထွေးကိုနေမကောင်းလို့ဈေးအောင်တက်ချင်တယ်လို့ပြောတယ်အလုံးများတော့အဲ့ဒီစကားကိုကြားတော့ငါစိတ်ကထောင်းကနေဖြစ်သွားတော့ဒါကြောင့်ချက်ချင်းပဲငါတဆုနှစုကလူအလုံးကိုတန်းစီစီပြီးဆုံးမစကားကိုလေရှည်ကြီးနဲ့ပြောပြလိုက်ပြီးရဆုံးမစကားကဆိုပါရဲကွာစူပူချင်းပေါင်းတာပဲပေါ့ ဒါကတော့ငါဝတ်တီပါစစ်သားဟာစစ်မတိုင်ဝင်ဘူးဆိုရင် တော်တော်ရှက်ဖို့ကောင်းတဲ့အကြောင်းကပြပြနဲ့နဲ့ကြီးပြောလိုက်မိတယ်။ငါဘသူ့ကိုကြည်ရွယ်ပြီးပြောတယ်ဆိုတာအားလုံးသိကြပါဗျ။ကာယကံရှင်ထွေးကူကပိုပြီးတိတဲ့ပေါ့ကွာ။ထွေးကူကငါပြောစကားကြောင့်အတော်ရှက်သွားတယ်ထင်ပါရဲ့။မျက်နှာကြီးနီးနီးအောင်တွေးရတယ်။တော်တော်လည်းစိတ်ထိကြိုက်သွားဟန်တူပါရဲ့။အဲ့ဒီနေ့ညနေမှာသူငါစီလာပြီးသူစေးရုံမတက်ချင်တော့ကြောင်းသူ့ကိုဆရာဝန်က မတားမြစ်အောင်ဆောင်ရွက်ပေးဖို့လာပြောတယ်။ငါကလည်းဒါငါကိစ္စမဟုတ်ဘူးလို့ပြောလိုက်တယ်။ လူလဲတိုက်ပွဲထွက်တိုက်ခဲ့ကြအောင်ဆိုပါတော့ကွာရိုးမတောင်ကြီးစကန်ရောက်လို့နေရက်လောက်လဲနေရောနောက်ပိုင်းကထွေးကိုတယောက်လိုက်လာပြီငါစီရောက်ရှိကြောင်းသတင်းပို့တော့တယ်မင်းငါကြောင့်စစ်မတိုက်ချင်ပေနဲ့တိုက်ရတယ်လို့ရောမဖြစ်စေနဲ့မင်းစိတ်ကမပိုင်ပြန်ငါကစည်တနာနဲ့အဲ့ဒါလိုပြောလိုက်ပါသေးရဲ့ဒါပေမဲ့တငယ်ချင်းအပြောမတတ်တော့ငါစည်တနာဟာဝိဒနာဖြစ်ရတယ်ထွေးကိုဟာငါစကားကြောင့်မျက်နှာအပြက်ပြက်ဖြစ်ရကကျွန်တော်ဆုံးဖြတ်ပြီးသားပါဆရာကြီးလို့ဖြေတယ်อืม သူ့ဆုံးဖြတ်ချာငါဘယောကနဲ့သူ့ကိုတေးရွာပို့လိုက်တာပါပဲကွာထွေးကိုဟာစစ်သားတယောက်အနေနဲ့စစ်မြေပြင်မှာတီးသွားရှာပါတယ်ငါဆိုလိုတဲ့ဒိဗေကိုမိငုံမိပါလိမ့်မယ်ဝင်စစ်သားတယောက်အနေနဲ့တီးတယ်ဆိုတာကတတိပြိုင်တီးတာကိုပြောတာပါထွေးကိုဟာရန်သူစကန်တကူကိုတက်သိချီသိမ့်လို့တီးရတယ်တီးကန်ဒီမှာထွေးကိုဟာငါ့ကိုတွေးခွင်တောင်းပြီးမာစရာရှိရကလေးတွေမာသွားတယ်လူတွေတီးတော်ကအမျိုးမျိုးကြုံခဲ့မှုပါတယ်တကယ်ချင်း များသောအားဖြင့်တနာစပွဲမျက်ရည်တွဲတွဲနဲ့မာသွားတတ်တာကြီးများတာပဲတွေးကိုကြတော့ဒီလိုမဟုတ်ဘူးဘာမှထွေထွေတူတူမမရှာပါဘူးငါ့ကိုတွေ့ပြီးသူ့မှာငွေဘလောက်စုဆောင်ပြီးရှိကြအဲ့ဒီငွေများနဲ့အတူသူ့အတွက်တမတော်ကပေးမဲ့တက်ဆွန်ကြီးပါနှစ်ရက်ပေါင်းပြီသူ့မိခင်ကြီးကိုငါကိုယ်တိုင်သွားပြေးဖို့ရိုးရိုးပဲမာသွားတာပါပဲငါမှအတော်ထူးဆန်းပြီးရဲ့ငါကိုမှဒီတောင်ဝင်ဘာဖြစ်လို့ပြေးသွားရတယ်လဲလို့ငါအံ့ဩမိရဲ့ ဒါပေမဲ့ငါသူတေကန်ဒီမှာမာကြတဲ့အတိုင်းဆောင်ရွက်လိုက်ပါတယ်။တကယ်ချင်းဝေဦးငါဟာစာရေးကောင်းတဲ့သူတယောက်မဟုတ်ပါဘူး။တခြားသူရဲ့မျက်ရည်ကြားလာအောင်လဲခယူတိုင်းရတာပေါ်အောင်မရေးနိုင်ပါဘူး။ဒါပေမဲ့တကယ်ချင်းရဲ့ငါလေးဒီစာကိုရေးရင်မျက်ရည်လဲမိပါတယ်ကွာ။စက်တာဖတ်တော့တကယ်ချင်းငါလေးထွေးကိုပေးလိုက်တဲ့လိမ့်စာအတိုင်းလိမ့်စာတွေကရွာကိုလိုက်သွားခဲ့တယ်။ထူးထူးဆန်းဆန်းထွေးကိုဟာသူ့အမေရဲ့လိမ့်စာကိုရွာဦးဖုန်ကြီးเจ้าကတစ်ဆင့်ပေးထားလို့ငါလဲ ဘုံကြီးเจ้าကိုတိုက်ရိုက်ပဲသွားရတယ်။တက်ချက်ကလေးထွေးကိုရဲ့မိခင်ဒေါ်ဖွားရှင်ဒီမှာရှိပါသလား။ငါကအဲ့တလိုမေးရတော့ကပိအာကြီးကငါ့ကိုချောင်ကြည့်နေတယ်။ပြီးမှတွေးရင်လို့လားလို့ပြူးချောင်ချောင်နေပြီးတော့ငါမှစိတ်များအောင်တုံမိပါသေးတယ်။ငါကတွေးချင်လို့လာတဲ့အကြောင်းပြောမှကပိအာကြီးဟာငါကိုသူနေရဲ့အကြောင်းပြရတဲ့ဦးကလေးကိုခေါ်သွားတယ်။တွေ့ပါပြီတငယ်ချင်းငါထွေးကိုရဲ့အမေကိုတွေ့ပါပြီ။ ထွေးကိုရဲ့မိဟာငါ့ကိုဝမ်းပန်းတသက်နဲ့ကြိုးစိုးရှာတယ်။လူကလေးစီကလွတ်လိုက်တာမဟုတ်လား။လူလေးအမေကိုခေါ်တော့မယ်လားလို့ပြောရှာတယ်။အလေးဘာပြောရမှန်းမသိပါဘူး။မောင်ထွေးကူတို့ဟာအမေတခုသားတခုပါရဲပေါ်ကြီး။ဆွေမျိုးမရှိကြဘူး။မောင်ထွေးကူဟာအမေမျက်မြင်ကြီးကိုလှုပ်ကြွေးဖို့စစ်ထဲဝင်သွားတာပဲ။အမေကြီးကအားကိုးစရာဒီသားတယောက်သာရှိတာမို့။ဒေဝေးကဝေးအောင်တိုက်ပွဲခိုက်ပွဲတွေမထွက်ဘူးဂရီတောင်းလို့ မောင်ထွေးကိုဂရိပေးရှာတယ်။အမေကြီးလည်းစိတ်ချလက်ချဘုန်းကြီးကျောင်းမှာမောင်ထွေးကိုထောက်ပံ့ပေးရငွေကလေးနဲ့နေရရှာတာပါကွယ်။ကပိဟာကြီးရှင်းပြတော့မှငါမလေးမလဲစဘူးမျက်ရည်များလဲမိပါတော့တယ်။အော်ထွေးကိုအမေကြောင့်ချိတ်မိတ်အထင်သေးခံခဲ့ပြီတကူ။ကဲတငယ်ချင်းငါပြောချင်တာကတော့ဒါပဲ။ငါအဲ့ဒီတကယ်ကကျွတ်သွားတယ်ဆိုပါတော့ အဲ့ဒီကလေးကဘသူ့ကိုမှအကြောင်းရင်းမသိပဲနဲ့ကဲရဲ့ဖြစ်တင်ချင်းအထင်သေးချင်းများမလုပ်တော့ဘူးဆိုတော့အခုကလေးလူပြောဆိုပြီးမဲ့တရင်မှုစီကခွင့်တောင်းကြိုးချောင်းပြောပြပြီးထွေးကိုရဲ့အမေယူငါအမေရင်တပွဲခေါ်ပြီးပြုစုစောင့်ရှောက်နေပါတော့တယ်ငါအမေထွေးကိုအမေစိတ်ချမ်းသာမှငါမိမယူတော့မယ်သူတပားကိုအလကားတသက်အကြောင်းမှမသိပဲဆွဆွဲကဲရဲ့မိရဲ့အဖြစ်ကိုငါလေး ွေးကိုအမေကြီးလှုပ်ကြွေးခြင်းဖြင့်တသက်လုံးအစမပြတ်စီးကျောသွားတော်မူတငယ်ချင်းဖေးကူဟာသူ့ဒါမတော်တဆတိမ်ပါသွားရင်သူ့အမေအားကိုးရမရှိဖြစ်မအောင်စိုးရိမ်ပြီးတေလန်းကိုမတော်ဘူးညင်းပေတာကိုတကယ်ချင်းငါလူမိုက်ပါတကယ်ချင်းရေငါလူမိုက်ပါ gain ငါဘာကြောင့်ဒီအကြောင်းကိုပြောပြတယ်လဲသိပြီလား လူတဦးတယောက်ကိုသူ့အကြောင်းအတွင်းချက်ချမသိဘဲနဲ့ကိုဘာသာကိုတစ်ဖက်သက်ဆုံးဖြတ်ချက်ချရတာဟာလူတတ်သမားစီလိုပဲသူတပောင်းကိုမိမိရဲ့ဆွဆွဲချက်ကြောင့်ရှင်ရက်နဲ့တည်စီတတ်တယ်လို့အချိန်တန်လို့အမြင်မှန်ရလာတဲ့အခါမှာလဲမိမိမှာနောင်တကြောင့်ရှင်ရက်နဲ့တည်ကြရတတ်တယ်ဆိုတဲ့မင်းရဲ့အမတ်မထင်ပြောလိုက်တဲ့စကားကြောင့်ပေါ့ငါရဲ့အဖြစ်ပြက်ကလေးကိုမင်းသာချဲ့ထွေရေးမယ်ဆိုရင်စိတ်ထိခိုက်ပွေကောင်းတဲ့ဝိတုတပုတ်ဖြစ်လာမှာပါပဲ။ အခြေဝိတုစာဒီဝိတုကိုရေးပါလို့ထက်လောင်းတိုက်တွန်းလိုက်ပါတယ်။ကြော်သေးပြီကွာ။တငယ်ချင်းမျက်နှာအချက်ပါစာကို အော်တိုဘာ19ရက်နေ့ကကျွန်တော်ရရှိခဲ့ပါသည်။ယူမဝါမှာဝိတုရှိရေးပေးမည်ဆို၍လာရောက်တောင်းရာကိုမျက်နှာဤစာမှုရင်းကိုသာလျင်မပြီးသေးသည့်ဝိတုရှိစာယခုလဝိတုတို့အဖြစ်မဖြတ်မတောက်မချဲမထွင်ပဲပေါ်ပြရင်ပေးအပ်လိုက်ရပါကြောင်းဝင်းဦး စာဖတ်ပြသူများကြပြုအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်အရေးတော်ပုံမုတ်ချအောင်ကိုအောင်ရမည်